Hello အားလုံးမင်္ဂလာပါရှင်ကစ်တမိုင်ကစားနေပိတ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါအဲ့ကစ်ကကစ်တမိုင်ပေးရှယ်ရီတာကစ်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ကစ်လုပ်ပေးမယ်ပိတ်ကပိုင်းပေါ့နော်ဒီတလုံးမှာအဲ့လိုအာနည်းနည်းစိတ်အချင်းနေအဆင်ပြေကြရတဲ့တွေလည်းရှိလို့မလို့လက်တလုံးမှာကိုယ်အနေနဲ့ပေါ့နော် message for you ဆိုပြီးတော့ကိုယ်အတွက်အထူးတစ်ချက် message ကိုကြည့်ပေးမှာပေါ့နော်ကိုယ်အနေနဲ့ဘာလို့ဖို့လိုအပ်နေရဲ့အဲ့လိုမျိုးပေါ့နော်အဲဒီအဲ့လိုအချင်းနေမျိုးလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးမှာပါဆိုတော့အများရန်ရွေးချယ်စရာနှစ်ခု ပေးဘူးတယ်ပေါ့เนาะဆိုတော့အဲ့ဒီအတိုင်းပဲဒါလေးဒီပန်းမွန်လေးကတော့ pine 1ဒါလေးကတော့ pine 2ပေါ့เนาะဒီ pine 1 pine 2တွေကနှစ်သက်ရတစ်ခုပန်းမွန်လေးတစ်ခုပေါ့เนาะရွှေပေးပါအာဒီအာကိုအတွက်ပဲပေါ့เนาะဒီနှစ်ခုတွေကကိုအတွက်တကယ်ကိုရွေးချင်နေရဲ့ဆိုရဲဟာလေးတစ်ခုကိုရွှေပေးပါเนาะခီးလေးချင်နေပေးပါမယ်ရှင့် ဆိုတော့ဒီဟာလေးအတွက်ဒီပန်းမွင့်လေးအတွက်စပြီးသွားကြရမယ်เนาะ ီပိုင်းဝန်းလေးတွေอ่ะပေါ့เนาะအခုလက်တလုံးมาပေါ့เนาะခုအနာကက်နဲ့ပေါ့เนาะဒီသွားပြီးတော့ခါကြတော့အဲ့လိုအနာကက်มาပေါ့ကအနေနဲ့စိတ်ထဲมาပေါ့เนาะတွေးပြီးတော့တခုခုလို့ပုစမ်းသားထားရှိရယ်ပေါ့เนาะပြီးတော့အဲ့ညာနဲ့ပတ်သက်ပြီးတော့လဲပေါ့เนาะကို့အနေနဲ့ဒါဟို ဘယ်လိုပြောမလဲအခြေအနေတစ်ခုကိုစောင့်ဆိုင်းနေရဲဆိုတဲ့အနေအထားမျိုးတွေ့ရရပေါ့နော်အကိုကဥမာအလုပ်တတိလုပ်ချင်နေရအခုလောက် ကနေထွက်ပြီးနေရအစ်ကိုပြောင်းချင်နေရအဲ့လိုအခြေအနေမျိုးလေးတွေ့ရပြီးတော့တချို့ဆိုလို့ရှင်လဲပေါ့နော်ကိုရဲ့ကိုပိုင်းအဥစ္စာကိုပဲပို့ပြီးတော့အရင်နှီးထုတ်ပြီးတော့ပေါ့နော်ပို့ပြီးတော့တခြားအရာတစ်ခုကိုပြောင်းချင်နေရအဲ့လိုမျိုးပေါ့နော်အတချို့လေးကြောင့်လည်းကိုရဲ့အခုကိုပိုင်းဘဝရမှာအရင်ပျော်နေရပေါ့နော်အရင် comfortable ပဲဖြစ်နေရအဒီတိုင်းပဲပေါ့နော်ပျော်ရွှင်လေးပဲကိုရဲ့ဘဝရမှာပဲကိုကသာကိုနေနေရပေါ့နော်အဒီမှာတွေ့ရတဲ့လောက်ကတော့ကို့အနေနဲ့ပေါ့နော်ဒီ ဥမာတခုခုလုတ်တော့မယ်လို့ဆုံးဖြတ်ထားရဆိုလို့ရှင်ပေါ့နော်နည်းနည်းအချိန်လေးစောင့်ကြည့်ခိုင်းနေရကိုအခုအချိန်မှာစောင့်ကြည့်နေရလဲမှန်နေပေါ့နော်အငွေရင်းနှီးထုတ်ပြီးရခါကြလုတ်မယ်လို့စဉ်းစားထားလို့ရှင်လို့ရှင်လည်းမလုတ်နိုင်အောင်ပေါ့နော် ပြောလက်တလုံးမှာဆိုလို့ရှင်လေကိုအနေနဲ့လေအဲ့လိုမကြသေးခင်ရမှာပေါ့နော်ဒီကိုလုတ်မယ်လို့စဉ်းစားထားတဲ့အရာကမလုတ်ဖြစ်တာကိုတွေးထားတဲ့အရာကပေါ့နော် ်ကိုထင်ထားသလောက်အဲ့ရာကြီးကအဆင်မပြေတာမျိုးတွေနော်ဟိုကိုလှုပ်ဖို့တွေးထားပေမဲ့ဒီလှုပ်နေရင်တန်းလဲနေပဲတချို့ကိစ္စတွေမှာအရှုံးပေါ်တာလေးတွေနော်လှုပ်နေရင်တန်းလဲနေပဲမဖြစ်တာလေးရှိရယ်ကွအခြေအနေဆိုလို့ရှင်လည်းအဲ့လိုမျိုးပဲဒီဟိုတခုခုလှုပ်နေရင်တန်းလဲနေပေါ့နော် ်ဒီလုတ်သွားနေရင်အခြေဆိုရှင်လေဒီနှစ်ယောက်ကြားမှာအဆင်ပြေအောင်ညှိနေတန်းလန်းနေပဲပေါ့နော်ဒီတစ်ဖက်သူတွေကဟိုတချို့ကိစ္စတွေကအိတ်ဆက်လာတာတွေနော်ကိုကပဲသူ့နောက်ကိုလိုက်ဆွဲနေခဲ့ရတယ်ကို့အနေနဲ့ပေါ့နော်ဒါပျော်ရှင်တဲ့အခြေတခုကိုလိုချင်ပေမဲ့လည်းတစ်ဖက်သူကပေါ့နော်ကိုဆွဲနေတဲ့အတိုင်းပါမလာတော့တာသူ့ဘက်သာသူပဲလမ်းလျှောက်နေတာမျိုးတွေပေါ့နော်အဲ့လိုမျိုးသူ့ဘက်သာသူပဲအာ left flow သွားခဲ့တာမျိုးတွေပေါ့နော်ကို့ကိုဖိချန်ထားခဲ့လို့မလို့ကို့အနေနဲ့ဒီတိုင်းပဲဟို ကြံနေခဲ့ရရပေါ့เนาะအဲ့လိုမျိုးအဲ့တော့ဒီအချိန်မှာဒီပိုင်းဝန်းလေးကိုပြောချင်တာအတော့ပေါ့เนาะဒီပိုင်းဝန်းလေးကြီးလေဒီတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့လေဒါကကိုနဲ့သူနဲ့ကြားမှာကမ်တူလို့ပြောရမှာပေါ့เนาะကိုရဲ့ကံကလေအရန်ကိုကောင်းနေဟိုဒီ သူနဲ့အခြေအနေကို break up လုပ်ပြီးတော့ကိုတယောက်တည်းထွက်လာလိုက်တာနဲ့ကိုကလုံးဝအာအနာကမှာပို့ပြီးတော့တောက်ပပြီးတော့ခါကြကိုဘဝကပေါ့နော်ဒီနှိမ့်ချနေရဲ့နေထားမျိုးဖြစ်နေရဲ့ဆိုလို့ရှင်တော့ဥမာလူရမဝင်တာဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လည်းပေါ့နော်ကိုအနေနဲ့နှစ်စိတ်ပြစည်းမှုများရလို့မပြင်းမစင်တိုင်းဖြစ်တာပဲဖြစ်ဖြစ်အဲ့ဒါကြီးအကုန်လုံးကပျောက်သွားပြီးတော့ခါကြကိုပိုင်ဘဝကိုပိုင်အခြေအနေတစ်ခုနဲ့အဆင်ပြေသွားမယ်ဆိုတဲ့ပုံစံမျိုးကြီးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အာစီးပွားရေးဆိုလို့ရှင်လည်းပေါ့နော်ဒီမှာဆိုလို့ရှင်ကိုသွားနေရလဲကြတော့တကယ်တော့မှန်တယ်ဂျားရဲမှာဒီ ခက်ခဲဆိုတော့ရှိစမြဲပဲပေါ့နော်အာဒီအခက်ခဲဆိုတာရှိစမြဲပဲဟိုမကို့အနေနဲ့ပေါ့နော်ဒီအာဘယ်လိုပဲဖြစ်ဖြစ် အာတခုကြာရှောင်သွားလို့မလို့ဝမ်းမနေစီခြင်းမို့ကိုယ်အနေနဲ့ပေါ့နော်အသက်ဆက်တင်ရမှာကြောက်လန့်နေရမျိုးလည်းမဖြစ်စေချင်ဘူးပေါ့နော်ဒီမှာတွေ့ရဆက်ကတော့ကိုကအဲ့လိုမျိုးအသက်ဆက်တင်မှုကြောက်နေရမျိုးတော့မတွေ့ပါဘူးကိုယ်အနေနဲ့ကဒီမှာဆိုရှင်အာအသက်တက်တော့အရာရောကိုယ်အနေနဲ့အရင် excited ဖြစ်တယ်အာကိုယ်အနေနဲ့ဒီအသက်တက်တော့အရာရောလည်းကိုကအရင်လိုချင်တယ်ပေါ့နော်အာအဲ့ဒီ dress ကြောင့်လည်းကိုကအဆူဆန်းရှာဖွေရင်အရင်လည်းဆက်စုတက်တယ်လို့တွေ့ရတယ်ပေါ့နော်အရင်လည်းဆက်စုတက်တယ်အာကိုမသိတဲ့အရာတွေဆိုမဆောက်ထည့်ရရှာတယ် Google ကနေရှာတယ်နောက်ပြီးလို့ရှင်နောက်ထပ်တစ်ခုအဲ့လိုမျိုးပတ်ဝန်းကျင်အသက်တွေကိုလေ့လာတယ်ကိုကအဲ့လိုမျိုး ေပေါ့เนาะဆိုတော့ကိုလုံးနေလမ်းကြောင်းမှန်တယ်သွားနေလမ်းကြောင်းလည်းမှန်တယ်ပေါ့เนาะဒီပြီးလို့ရှိရင်လည်းပေါ့เนาะဒီဒီ2025မကုန်ခင်အချိန်တော့အတွင်းမှာလည်းပေါ့เนาะကိုအနေနဲ့ကိုလိုချင်တဲ့အနေအထားတစ်ခုပေါ့เนาะအာဒီပိုင်းမျိုးရွေးထားတဲ့သူရလေအချိရေကတော့ဘွားရယ်မှာပါလာမယ်မထင်ဘူးဒါပေမဲ့ဒီကိုပိုင်းတယောက်ထဲတောက်ပါတဲ့နှုံနေပြီးရင် luxury item နေနဲ့ပေါ့เนาะကိုရဲ့ဘွားကအရန်ကို upgrade ညင့်သွားမယ်တစ်ဆင့်ညင့်သွားမယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရเนาะဝင်ဝင်လမ်းကြောင်းနေလည်းတော်တော်ကိုကောင်းနေဆိုတဲ့ပုံစံမျိုးတွေကိုတွေ့တယ် ထရိုဖစ်တူဟုတ်နော်ကိုကပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်တကယ်ငင်ငင်လေးနေနေရမှန်နေပေါ့နော်ဒီကိုကပေါ့နော်မှန်ကန်တဲ့စကားတွေကိုပြောတယ်နော်မှန်ကန်တဲ့စကားတွေကိုပြောတယ်ပြီးရင်အခုညီလိုအပ်တဲ့သူတွေကိုကူညီပေးတယ်ကိုကပေါ့နော်တကယ်တော့မိခိုးစရာလူကိုရှာနေတာပေါ့နော်ကို့အတွက်အာကို့အတွက်မိခိုးစရာလူကိုရှာတယ်ကို့ကိုဒီရှေ့ကနေလမ်းပြပေးမဲ့သူကိုရှာတယ်ဒါပေမဲ့လည်းပေါ့နော်ကိုက ိုမိခိုရမဲ့သူကိုလက်တွေရမဲ့သူอ่ะပေါ့เนาะလူတူတရားမဟုတ်ဖ ೇನೆ ကိုကိုတိုင်းမဲ့ကိုကိုတိုင်းရဲ့ another half ပေါ့เนาะကိုကိုတိုင်းရဲ့တစ်ဖက်ခြံကိုမမြင်ရတဲ့တစ်ဖက်ခြံအဲ့ဟာကိုရှာဖွေရမယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးသွားတွေ့ရဒီပန်းကိုရေးထားတဲ့သူကြီးပေါ့เนาะဒီပန်းလေးကိုရေးထားတဲ့သူကြီးလေးအဲ့လိုကို့အနေနဲ့ကလေး အတိတ်မှာပြီးသွားခဲ့တဲ့အရာတွေအကုန်လုံးကိုလေလက်လွတ်ချခဲ့လိုက်ရတော့မှပြီးပုံကချခဲ့လိုက်ပြီးတော့ဗောနော new beginning နေအစ်တစ်ကိုစတင်ရမှာကိုယ့်အနေနဲ့အတိတ်တုန်းကအရာတွေဘာဖြစ်ခဲ့လဲဘလို့ဖြစ်ခဲ့လဲအဲ့လိုဟာမျိုးယူဘာမှမတွေးတော့ဘဲနဲ့ဗောနော်ကို့အတွက်တကယ်ဘယ်ဟာကောင်းလဲဘယ်ဟာဆိုးလဲဗောနော်ဟိုဘလို့ပြောမလဲ ကိုယ့်ကိုပေါ့နော်လာပြီးပြနေတဲ့ science တွေရှိတယ်ဒီမှာဆိုလို့ရှိရင်လေကို့အတွက်ဘယ်ဟာပိုကောင်းမယ်ဆိုပြီးပြနေတဲ့ science တွေရှိတယ်အဲ့ဒါကိုကိုကလေအစင်တင်လေအဲ့ပြရတဲ့ science တွေနောက်ကိုလိုက်သွားဖို့ပဲလိုအပ်တာအဲ့ကို့ကိုပြနေတဲ့တင်ကြီးတိုင်းပေါ့နော်ဥမာအော် ဒီလမ်းကြောင်းဥမာကိုယ့်ကိုဆိုလို့ရှိရင်လာပြီးတော့ခါကြအဲ့လိုအခွင့်အလမ်းတွေလာပေးရတဲ့သူရှိမယ်ဟာမဟုတ်လို့ရှိလို့ရှိရင်တနေအောင်ခေါ်သွားရတဲ့သူရှိမယ်အဲ့လိုနေရာရတယ်ပေါ့နော်ကို့အတွက်ပို့ပြီးတိုးတက်စေဖို့လမ်းကြောင်းတွေကိုပြနေတဲ့အားရပဲပေါ့နော်အဲ့ဟာရင်းတော့ကိုကလိုက်တော့ပဲလိုအပ်တာပေါ့နော်ကို့အနေနဲ့အခုလောလောဆယ်မှာဘာမှထပြီးတော့လုပ်ဆရာမလိုဘူးဒါပေမဲ့အဲ့ဒီကို့အနေနဲ့ပေါ့နော်ဒီအတိတ်ကိုလွှတ်ချခဲ့ပြီးခဏငြိမ်နေပြီးတော့ခါကြအတိတ်ကိုလွှတ်ချခဲ့ပြီးဆိုတာနဲ့ရှိမှာပေါ့နော်အဲ့လိုကို့အတွက်ကို့အတွက်ဆိုတဲ့အရာအကုန်လုံးလေးတစ်ခုပြီးတစ်ခုအဲ့လို အဆင့်လိုက်လာမယ်ဆိုရယ်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးရှိလာဖို့ရှိတယ်ဆိုတော့ဟိုအခုချိန်မှာပေါ့နော်ဘလောက်ပဲစိတ်ညစ်စိတ်ညစ်ရဒါကြီးကတော့အခိုက်တက်ခဏပဲဆိုတာသိစေချင်တယ်ဘာလို့လဲဆိုရှင်ဒီမှာကလည်းပေါ့နော်ကိုယ်အနေနဲ့ကပူပိတာဟာ personal ဘဝတစ်ခုအာကိုယ်အနေနဲ့တကယ်ဟိုကိုလိုချင်တဲ့အနေအထားတစ်ခုရောက်လာဖို့အာလမ်းစာရလည်းရှိတယ်ဟိုအဲ့အတွက်လည်းပေါ့နော်ကိုယ့်ကိုလာပြီးတော့အဲ့လိုကိုညီမဲ့သူတွေဘယ်လိုရှိလို့ရှင်ဒီလက်ကန် comment တွေလည်းရှိတယ်ပေါ့နော်အချမ်းမဆိုင် peace တဲ့နော် peace can from remembering the only love is real အဲ့တော့ဒါကိုပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဥမာလူတယောက်ကိုပေါ့နော်ကိုယ်နေနဲ့ကုညီခဲ့တယ်ကုညီခဲ့တယ်အာဒါမဲ့သူတို့ကကိုယ်ပေါ့ပေါ့နော်ကိုယ်ကုညီခဲ့တလောက်ကိုယ်ပေါ့အလောက်ကြီးမကူညီခဲ့တာမျိုးတွေเนาะဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုမျိုးဟိုကိုကသူတို့ကိုကောင်းပေးတလို့ကို့ဘုံမကောင်းခဲ့တဲ့ဟာကြီးဘယ်လိုပဲဖြစ်ဖြစ်အဲ့ဟာကြီးအကုန်လုံးပြေပုံကချလိုက်ပါတယ်เนาะကိုကကိုဘယ်ပြောမလဲဒီမှာဆို truth be told ပေါ့เนาะအဲ့လို ကိုကမှန်ကန်တဲ့စကားပဲပြောတယ်မှန်ကန်တဲ့လုပ်ရပဲလုပ်တယ်တချို့ကတွေးမယ်ငါဘက်ကမှန်နေရတာနဲ့ဘာဖြစ်လို့ငါမှဒီလိုမျိုးပေါ့နော်အဆင်မပြေရကြီးကြုံရရလဲပေါ့ဘာမှမဖြစ်နေပေါ့နော်ဘာလို့လဲဆိုအာဘသူမကောက်ကောက်ကိုကောင်းနေကိုကအဓိကပေါ့နော်အဲအကြောင်းမလို့ဒီမှာဆိုလို့ရှင်ဥမာဟီစာပြဿနာဖြစ်ခဲ့ရဆိုလို့ရှင်လေကိုကကိုအေးစမ်းမနေလိုက်တော့သူနဲ့ peace ယူပြီးတော့သူနဲ့ဘာမှအကယ်၍အဆင်ပြေနေရဥစ္စာမှပြန်ဖြစ်ထားရဆိုလို့ရှင်လေပေါ့နော်ဒီမှာဆိုလို့ရှင်လုံးဝဒီသူနဲ့ပတ်သက်ပြီးတော့ပေါ့နော် ဒီကိုယ့်ရဲ့ချစ်တဲ့စိတ်တစ်ခုကိုပဲဖက်ပြီးတော့ကိုကဒီအရာနဲ့ပတ်သက်ပြီးတော့ပဲ confess လုပ်ပေါ့နော်ဖွင့်ဟာသူနဲ့ပတ်သက်ပြီးပြဿနာကိစ္စရေကိုပြန်ပြီးမလုံနေတော့ပေါ့အဲ့လိုပုံစံမျိုးပေါ့နော်ဘာလို့လဲဆိုရင်အမ်ဘယ်လိုပြောမလဲတချို့အရာတွေမှာကြာတော့လေကိုဘက်ကနေပြီးရန်လိုတာမျိုးပေါ့နော်အဲအဲ့လိုမျိုးမဟုတ်တော့ဘဲねကိုကပဲဒီ agent မှုငင်းချင်းရေးကိုကန်းလှမ်းလိုက်တာအကောင်းဆုံးပဲဆိုပုံစံမျိုးပြဿနာတက်နေရဆိုလို့ရှိရင်ပေါ့နော်ဟိုသူတို့ကိုပေါ့နော်သူတို့နဲ့ထိုက်တန်လို့မလို့ခွန့်လွတ်လိုက်တာမဟုတ်ဘူးအာ ကိုကိုကိုအေးချမ်းမှုအတွက်ခွန့်လွန်လိုက်တာပေါ့နော်သူတို့အဲ့လိုမျိုးကိုကကိုကိုအဆင်မပြေအောင်လုပ်ခဲ့တဲ့သူတွေကိုကိုအနေနဲ့အာမကျေနပ်ဘူးတခုခုလှုပ်ချင်တယ်ဆိုအရင်ဆုံးပူလောင်ရကိုကိုတိုင်းဟုတ်အဲ့တော့အဲ့လိုမဟုတ်ဖ ೇನೆ ကိုကအဲ့ဒါကိုခွန့်လွန်လိုက်တယ်ဆိုလို့ရှိရင်ပူလောင်ရရလည်းကိုပဲအေးချမ်းသွားရလည်းကိုပဲပေါ့နော်အဲ့လိုဟာမျိုးကိုဒီမှာရအောင်ယူပါဆိုပုံစံမျိုးပေါ့နော်ခွန့်လွန်စရာရှိတာခွန့်လွန်အာဟိုကဖြစ်စရာရှိတာလည်းဖြစ်ပေါ့နော်အဲ့လိုပုံစံမျိုးပြီးတော့ career transition your life pathway trigger in a blessed career change အခုနပြောရရင်တော့ဒီမှာကို့မှာကိုလုံးနေတဲ့အလောက်ကိုင်းနေရတကယ်လုံးဝ career changes ကိုရဲ့ life purpose ပေါ့နော်ကိုရဲ့ဘဝတသက်တာမှာလေဒီလုံးဝဟိုဘယ်လိုပြောမလဲကို့အတွက်ပေါ့နော်တကယ်ကိုရဲ့ဒီနေရာတစ်ခုရဖို့ကို့ဘဝတိုးတက်ဖို့ကို့ဘဝဒီ ဒီဘဝမှာမွေးဖွားလာခဲ့ရတာဘာအတွက်လဲဆိုပြီးမေးခွန်းထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီဖြစ်လာဖို့အတွက်လမ်းစာကအခုဒီအဲဒီ2025အတွင်းထဲမှာရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကိုယ့်ရဲ့တကယ်ဟို real ပေါ့နော်ကိုယ်တကယ်လုပ်ရမယ့်အလုပ်ကိုယ်တကယ်သွားရမယ့်လမ်းကိုယ်တကယ်ရှောက်ရမယ့်အဲ့ဟာပေါ့နော်အဲ့ဒီဟာကိုကိုယ်တကယ်လုံးဝဒီမှာဆိုလို့ရှိရင် ဒီရလာမယ်ပေါ့နော်ဘာလို့လဲဆိုရင်ဒီမှာကကို့အနေနဲ့ကလုံးဝ changes တွေပေါ့နော် challenge တွေလည်းရင်ဆိုင်ခဲ့ရတယ်အခြေဖြစ်စီးပွားရေးဖြစ်ဖြစ်လူမှုရေးဖြစ်ဖြစ်အဲ့လိုပေါ့နော်ကို့ဘောမကောင်းတဲ့သူတွေရောကို့ဘောကောင်းတဲ့သူတွေရောအဲ့လိုမျိုးပေါ့နော်ကို့အနေနဲ့ဟိုကိုကကောင်းပြီးတော့မကို့ပေါ်ခူရုံးလို့သွားတဲ့သူတွေရောပေါ့နော်အဲ့လိုဟာမျိုးတွေကိုကြုံခဲ့ရတယ်။ဒါပေမဲ့ကို့အနေနဲ့ပေါ့နော်သူတို့ကိုခွန့်လွတ်ပေးတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကို့အနေနဲ့ကလည်းပေါ့နော်လုံးဝ ဟိုဒီတလုံးမှာပေါ့နော်အလုတ်ပြုတ်ထားရဲဆိုလို့ရှင်လည်းမပူနေပေါ့နော်လုံးဝဒီကိုအတွက်တကယ်အထိုင်ကျစေမယ့်အလုတ်တစ်ခုကိုရေရှည်ထိသွားမယ့်အလုတ်တစ်ခုပေါ်လာမယ့်ဆွဲပုံစံမျိုးကိုတွေးပါတယ်နော်ဒါဆိုလို့ရှင်ပေါ့နော် angel message အနေနဲ့ယူတာကိုကိုကပေါ့နော်ဒီကိုကအခုချိန်မှာဘာလုပ်ဖို့လိုအပ်နေရလဲဆိုလို့ရှင်ကိုကလေဒီမှာဆိုอืม ဒါကလေကိုကိုရိုင်ကိုပြန်ကြည့်ဖို့လိုအပ်နေတယ်ဆိုရက်ကက်မျိုးပေါ့နော်ကိုကိုရိုင်ကိုပြန်ကြည့်ဖို့လိုအပ်နေတာကိုယ့်ရဲ့ inner child ဆိုတာကိုလေပြန်ကြည့်ဖို့လိုအပ်တာ inner child ပြန်ကြည့်ရဲဆိုတာမျိုးကလေဘယ်လိုမျိုးလဲဆိုရင်ဥပမာကိုငယ်ဘဝကနေရပေါ့နော်အရင်လူချင်းခဲ့ရကိုကိုဖြည့်ဆည်းပေးရမျိုးဥပမာငယ်လေးကနေရပေါ့နော်ရေကဲမုံအရင်စားကျင်တာမျိုးအဲဥပမာပေါ့နော်ရေကဲမုံအရင်စားကျင်တာဒါပေမဲ့အရင်မပြည့်စုံလို့ဖြစ်စေဒါမှမဟုတ်ကိုကနေထိုင်မကောင်းခဲ့လို့ဖြစ်စေအားကြောင့်မအရင်မကြွေးခဲ့ဘူးကိုအနေနဲ့မစားခဲ့ရအောင်မလုပ်ခဲ့ရအောင်အဲ့လိုအရာမျိုးရောအခုချိန်မှာလုပ်ကြည့်ပါရတယ်နော်အဲ့လိုအရာမျိုးလေးကိုလုပ်ကြည့်ပါဥပမာအာ ပြင်ထွက်မယ်ဆိုရင်မိဘကြီးအရင်တင်းကျပ်လို့မထွက်ရတာမဟုတ်ရှင်လဲပေါ့နော် relationship ကအရင်တောက်ဆစ်ဆန်လို့မဟုတ်ကိုယ်ဘယ်မှမသွားဟိုင်းတာအဲ့လိုဟာမျိုးကြီးဆိုလို့ရှင်လဲကို့အနေနဲ့သွားကြည့်ပါလှုပ်ကြည့်ပါမှာဆိုရှင်ပတ်ဝန်းကျင်အစ်စ်ကိုရှုစားကြည့်ပါနော်အဲ့လိုပုံစံမျိုးပတ်ဝန်းကျင်အစ်စ်နဲ့ထိတွေ့ကြည့်ပါဆိုတဲ့ပုံစံမျိုးအဲ့ဆိုလို့ရှင်ကို့အတွက်ပေါ့နော်ဒီ science တွေလာလိမ့်မယ်ကို့ဘွားအတွက်ပေါ့နော်ပို့ပြီးတော့တိုးတက်တိုးတက်ချောင်းလာမယ်လမ်းနေရောက်လာမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကိနေနေရောအဲ့လိုမျိုးခံစားမိတယ်အဲဆိုတော့ဒီပိုင်းဝန်းကိုခြုံငုံတုံးသက်ပြီးပြောရမယ်ဆိုလို့ရှင်ပြီးဆုံးခဲ့တဲ့အရာကိုလွတ်ချခဲ့ပြီးတော့ အနာဂတ်မှာကို့အတွက်တကယ် real life တကယ်ကို့ဘဝအတွက်တကယ် life purpose ကရောက်လာဖို့ရှိရယ်အဲ့ဒီဟာရောက်လာမှာမလို့အခုချိန်မှာအခက်အခဲကြီးဖြစ်နေရအဲ့အကြောင်းမလို့ခွလွတ်ဆရာရှိရတဲ့သူခွလွတ်အာပြီးရင်ကို့အနေနဲ့ဘာမှလုပ်ဆရာမရှိဘူးဆိုတော့ငြိမ်နေလိုက်ဒါပေမဲ့သူများအိမ်နဲ့ပတ်သက်ရဆက်ဆက်ရတဲ့အလုပ်မျိုးမဟုတ်ဖယ်နဲ့ကိုပိုင်ကိုရဲ့ကဘာကိုတိထပ်ဖို့ပဲအမြင်ကျကျဖွင့်ကြည့်ပါအာပြင်းနေလျှောက်သွားကြည့်ပါ အသစ်အသစ်တွေကိုလေ့လာစူးစမ်းကြည့်ပါဆိုရယ် message မျိုးပေးထားပါတယ်เนาะဆိုတော့ဒါလေးကတော့ find one drug reading လေးပဲဖြစ်ပါတယ်အမ်အဲ့ဒီမျိုးရှိရဆိုလို့ရှိရင် comment လေးမှာရေးခဲ့ပေးပါเนาะဆိုတော့ကျေးဇူးပါ find one လေးနောက် video မှာပြန်တွေ့မယ်เนาะ Hello, Pine 2. ပိုင်းကျူးလေးမင်္ဂလာပါဒီပိုင်းလေးကိုဒီပန်းဝင်လေးကိုရွေးထားတဲ့သူတွေအတွက် reading link ကိုအခုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ် နဲ့တမနေ Okay So ဒီပိုင်းလေးကို Hello ပိုင်းတူးလေးမင်္ဂလာပါနော်ပိုင်းတူးလေးကိုရွေးထားတဲ့သူတွေကလေဒီမှာကကို့အနေနဲ့ဒီတခြားပေါ့နော်လတ်လောမာလေးကိုရဲ့ဒီတဖက်ပတနာပေါ့နော်ပတနာကိုပြန်ဆောင်နေတဲ့သူတွေလည်းရှိတယ် နည်းနည်းလေးနေမကောင်းထင်တယ်နော်ကျမကြီးလည်းတော်ညံ့နေရမျိုးတွေ့ရတယ်။ကိုအနေနဲ့အလိုလုံးနိုင်ကန်နိုင်စွမ်းနေနည်းနည်းရောကြနေရမျိုးတွေเนาะအလိုမျိုးပြီးတော့อืมခဏခဏလေးဖြားရလို့တော့ခံစားမိရပေါ့เนาะအာဒီပိုင်းတူးလေးရပါပေါ့เนาะကိုအနေနဲ့အလိုอืม အကယ်၍ပေါ့နော်ကိုရဲ့လူကိုခြားတယောက်ကလှုပ်သွားတာမျိုးကြောင့်ကိုအနေနဲ့အရန်ပင်ပန်းနေရမျိုးကြီးလဲတွေ့ရသလိုတချို့ကြောက်လဲပေါ့နော်ဒီကိုရဲ့ crush ကတခြားသူရှိနေလို့မလို့အာအဲ့ဒီအရာနဲ့ပေါ့နော်စောင့်ဆိုင်နေရမျိုးကိုအနေနဲ့ကလေလုံးဝဒီ relationship တစ်ခုမှာပေါ့နော်ကိုက relationship မှာဆိုလို့ရှိရင်ကိုအနေနဲ့ကလေဒီတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့ ဒါ crash ဖြစ်ဖြစ်ဒါဘယ်လိုဖြစ်ပေါ့နော်ဥမာ single ဆိုလို့ရှိရင်လည်းကိုယ်အနေနဲ့ကိုယ့်ဘဝရဲ့ပေါ့နော်လူတွေဝင်လာဖို့ခွင့်မပြုနိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်။ဘာလို့လဲဆိုကိုယ့်အနေနဲ့ပေါ့နော်ဒီကိုယ့်ကိုဖယ်ချန်ထားခဲ့ပြီးတော့ခါကျတော့တကယ်ကိုယ့်အနေနဲ့ပေါ့နော်စိတ်ရောလူရောဒါမိဘတစ်ဖွဲ့ပေါ့နော်ကိုယ့်အနေနဲ့သူ့ပေါ်အရန်ကောင်းပေးခဲ့တဲ့အာသူကအာသူ့ပေါ်ဆိုလို့ရှိရင်ကိုယ်ကအရန်ပေါ့နော်အဲ့လိုမိခင်ဝတ္တရားတာဝန်အနေနဲ့ကိုကိုယ်ကအရာရာအကုန်လုံးကိုလုပ်ပေးခဲ့တဲ့သူတယောက်ကအဲ့လို ကိုယ်ဖယ်ချန်သွားခဲ့တဲ့ခံစားချက်မျိုးပေါ့နော်အဲ့ဒါကြောင့်မလို့ကိုယ်အနေနဲ့အချစ်တရအယုံကြည်မရှိတော့တာကိုယ့်ရဲ့ကိုယ်ပိုင်ဘဝလေးမှာကွက်ကိုပျော်ပျော်လေးနေရယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်ဒီပိုင်းလေးကိုရေးထားတဲ့ချိန်မှာချို့လေးရာစင်ကာပူနဲ့လည်းပါတယ်ပေါ့နော်อืมချို့ကြလည်းစင်ကာပူမဟုတ်ဖယ်နေပေါ့နော်음အိမ်နောက်ကွဲအမျိုးသားနဲ့ပတ်သက်နေတဲ့သူတွေလည်းပါမယ်လို့တော့ခံစားရရယ်ပေါ့နော်အဲ့ဆိုတော့အဲ့ဒီအခြေအနေကိုကိုကဒီ အချိန်တွေကိုပေါ့နော်ကိုကဒီ relationship မှာဆိုရင် on and off ခဏခဏဖြစ်တဲ့အချိန်တွေကိုကို့အနေနဲ့ patient ဖြစ်ဖြစ်နဲ့နေနေရတယ်ဆိုပုံစံမျိုးလေးတွေတော့တတွေ့ရတယ်နော်တတွေ့ရတယ်ပြီးတော့ချို့ကြရလဲပေါ့နော်ဒီထွက်သွားတဲ့တပ်ပတ်တီရှိရဲ့ထွက်သွားတဲ့လူတယောက်ကိုကို့အနေနဲ့ပြန်လဲစောင့်ဆိုင်နေရအမျိုးစောင့်ဆိုင်နေပေမဲ့လိုချင်နေသလားဆိုတော့လည်းမဟုတ်ဘူးအာလိုတော့လိုချင်နေပေါ့နော်ဒါပေမဲ့အဲ့လို um မရဘူးလားဆိုတော့လည်းမဟုတ်ပဲねတစ်ဖက်သူကပေါ့เนาะကိုစီလာလိုက်ဟိုဘက်ပြန်သွားလိုက်ကိုစီလာလဲဟိုဘက်ပြန်သွားလိုက်เนี่ยကိုစီမှာပဲအငိမ်မရှိဘူးဆိုတဲ့ပုံစံမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးကိုတွေ့ရတယ်ပြီးတော့အာဒီ hmm ပြီးတော့ အပလိုဖြစ်ပေါ်တော့ relationship တခုဆိုလို့ရှိရင်တော့ဒါကိုယ့်ဘက်ကနေပြီးအရန်ကိုစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်နေရတဲ့ energy တခုကိုခံစားရရတယ်။လုံးဝကိုယ့်ဘက်ပေါ်တော့ patient ဖြစ်ပြီးတော့ခါကြတော့ဒါအချိန်လေးကိုစောင့်ဆိုင်ပြီးတော့ခါကြတော့ကိုယ့်ဘက်ကပဲစောင့်နေရတယ်ပေါ့နော်။ရှင်နာနာနဲ့ပြုံးပြီးကြည့်နေရတဲ့ဆွဲပုံစံလေးကိုတော့တွတ်တွေ့ရပေါ့နော်။ အာဒီစီးပွားရေးမှာဆိုလို့ရှင်လေလေဒီအခြေအနေကအဲ့လိုကိုယ်အနေနဲ့လေအလုပ်တွေကိုအရင်ရုံးကံပြီးလုပ်နေရတယ်ကိုယ့်ရဲ့အခြေအနေတခုမပြတ်အောင်လို့မူရာလုပ်နေရတယ်။အော်ပြောရလို့ရှိလို့ရှင်ဒီအခြေအနေကဟိုကိုကျိုးစားမှကိုရနေတဲ့အခြေအနေပေါ့နော်ကိုယ့်အနေနဲ့အရင်ပြင်မှန်ပြီးနားကျင်တဲ့အခြေအနေမျိုးတွေလည်းရှိတယ်။ပြီးတော့ချို့ဆိုလို့ရှင်ဒီအခုလက်ရှိအလုပ်မှာပေါ့နော်အာငါဒီလုပ်ကိုရွေးချယ်ထားခဲ့ပြီးရင်နောက်လိုက်ရဥမာစာချုပ်တတ်တန်းတွေကုန်မှုအတွက်အကြာကြီးစောင့်နေရမျိုးတွေပေါ့နော်အဲ့လိုအခြေအနေမျိုးတွေတော့တွေ့ရပါတယ်။ဆိုတော့အာဒီအခြေအနေကနေပြီးအနာဂတ်မှာတော့ဘာဖြစ်လာနိုင်လဲဆိုလို့ရှင်ကိုယ့်အနေနဲ့ပေါ့နော် ထက်ပိုကောင်းတဲ့အနေထားကိုမျောလင့်ပေးမယ်လေကိုကလေအရန်ကိုကြောက်နေတာပေါ့နော်ကို့အနေနဲ့ကဒီဟိုအရန်ကိုကိုက အခုဒီအချိန်နေရအောင်လဲပေါ့နော်ကိုကခက်ရခက်စင်နေစ조사လာခဲ့ရဥမာအချိန်ရဆိုလို့ရှင်လဲပေါ့နော်သူနဲ့အချိန်နေလေးတစ်ခုရအောင်ကို့အနေနဲ့ဒီလိုမျိုးအဆက်အသွယ်လေးမပြည့်ရအောင်ကို့အနေနဲ့ခက်ရခက်စင်조사လာခဲ့ပေးမယ်ကိုအမြန်တစ်ခုခုလှုပ်လိုက်လို့ရှင်လို့ရှင်ပေါ့နော်ကို့နာလူတွေထွက်သွားမှာအလို့ဆိုလို့ရှင်လဲကိုတစ်ခုခုလှုပ်လိုက်တာနဲ့ကိုတစ်ခုခုတခြားအရာလုပ်လိုက်တာနဲ့ဒီအချိန်နေရပြည့်ပြားသွားမှာကို့အနေနဲ့အရန်ကိုအလို့ကြောက်တယ်ပေါ့နော်ဆိုတော့ကို့ရဲ့စိတ်ကိုကိုပြင်ဆင်မှာပေါ့နော်ကို့ရဲ့ဒီမသိစိတ်ပေါ့နော်ကို့ရဲ့ဒီမှာဆိုလို့ရှင်မသိစိတ်မဟုတ်ဘူးသိစိတ်ကောမသိစိတ်ကောပဲကိုကိုယ်ကလည်းညင်ညင်လေးနေပြီးတော့ခါကျသူများကိုရင်ဖွင့်တတ်တဲ့သူမျိုးမဟုတ်ဘူးပေါ့ ပေါ့နော်သူများရေဘာမှမပြောပြဘူးကိုကကိုယ့်ရဲ့စိတ်ထဲမှာပဲဒီအဆိုင်ခဲကြီးကစုပြုံနေရဲဆိုတဲ့ခံစားချက်မျိုးပို့ရရပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်ကပေါ့နော်ဥမာအာကိုကိုရန်ပေါ့နော်ဥမာရေတောက်ပြီးပြီးရေတောက်ပြီးပြီးဆိုလို့ရှိရင် ပါဇက်ကပဲပြောနေတာတကယ်ခင်ရရေးမတော့ရသေးဘူးကိုရဲ့အတွေ့အမှာပဲငါရေးတော့ပြီးသွားပြီငါထမစားပြီးသွားပြီအဲ့လိုမျိုးပေါ့နော်အဲ့ဟာရတကယ်ကြီးစားပြီးသွားသလိုတကယ်ကြီးတောက်ပြီးသွားသလိုပေါ့နော်ထင်အောင်ထင်မှားဖြစ်လာကိစ္စတစ်ခုကိုပေါ့နော်ခဏခဏတွေးဝါများလာရင်ထင်အောင်ထင်မှားဖြစ်လာသလိုမျိုးပဲအဲ့လိုထင်အောင်ထင်မှားနေနေပေါ့နော်ကိုရဲ့ဘဝကြီးကလုံးလိုက်ချလဲလိုက်နေဆိုပုံစံမျိုးကိုတွတ်တွေးရပါတယ်နော်ဆိုတော့ကိုရဲ့အတွေ့အကြုံကိုပြင်ဆင်မှုတော့လိုအပ်နေဆိုပုံစံမျိုးကိုတွတ်တွေးရပါတယ်ဒီမှာပေါ့နော်ကို့အနေနဲ့က အနိုင်ဖို့လိုတဲ့အနေအထားကိုတွတ်တွေ့ရတယ်။ဘာလို့လဲဆိုကိုကကတော့အမ် manifesto တိချာလုပ်နေပေမဲ့ဘလို့ဖြစ်လဲဆိုလို့ရှိရင်ဥမာ supplementary နားထောင်တာပဲဖြစ်ဖြစ်တခြားကတော့ webpage တွေထားပဲဖြစ်ဖြစ်ဘလို့ယာရီပဲလုပ်လို့ကိုကိုတိုင်းကကတော့ overthink နေများပြီးတော့ခါကြဒီဟိုကိုအတွင်းနဲ့ကိုကတော့ဒီပြန်ပြီးတော့ဒီကိုကိုကိုကတော့ block တစ်ခုအနေနဲ့ပိတ်မိထားတာဥမာကင်ဆာတာတက်လာရမယ်လမ်းရှိရဆိုလို့ရှိရင်ကိုကကတော့အဲ့ကင်ဆာတာကိုကိုကိုတိုင်းချိုးနေထားတာဘာလို့ချိုးနေထားလဲဆိုလို့ရှိရင်ကိုကိုတိုင်းကအဲ့ဒီကံကိုကတော့ ဟိုဖြစ်မလာစေနိုင်တာပေါ့နော်ဘာလို့လဲဆိုကိုယ့်ရဲ့ဒီအတွေးအဆိုးတွေ negative thinking တွေကလေလာပြီးတော့ပိတ်မိနေတာပေါ့နော်ကိုယ့်ရဲ့ဒီကြောက်တဲ့စိတ်တွေပေါ့နော်အဲ့လိုမျိုးဆိုတော့ဥမာကိုယ်အရန်လိုချင်တဲ့ကိစ္စတစ်ခုရှိရဆိုလို့ရှိရင်အဲ့ဒီဟာကိုပဲတွေးပြီးတော့အဲ့ဒီဟာဖြစ်လာပြီဆိုတာမျိုးပဲတွေးရမှာပေါ့နော်ဖြစ်လာပါမလားဖြစ်လာမလားမလားဒီမှာဆိုလို့ရှိရင်ပေါ့နော်ကိုကကျဲလေးစီကိုသွားနေပြီမဲ့ဒါပေမဲ့ကိုကကြာဒီမှာလာမညာကိုသွားပြီးတော့ခါကြတော့ဒါကြောက်နေတာပေါ့နော်ကိုယ့်ရဲ့ဒါထင်အောင်ထင်မှားစိတ်တွေလေဒီမှာတွေ့လား မဆိုရှင်လာတွေကဒါမှဆိုရေတွေရဟာတွေပါပါလာတယ်တကယ်ဆိုဒါကြီးကမဖြစ်နိုင်တဲ့အခြေအနေကြီးကွာဒါမှမကိုကအဲ့မဖြစ်နိုင်တဲ့အခြေအနေရဲ့မှာပဲပိတ်မိနေခံနေရပါတော့နော်ကိုကိုတိုင်းကိုကအဲ့အရာကြီးကိုတိဆောက်ထားရဲဆိုပုံစံမျိုးဆိုတော့အဲ့အမျိုးကြီးမလုပ်ပါနဲ့ပေါ့နော် negative thinking နဲ့အခုလက်ရှိမှာလိုအပ်နေတဲ့ message ကတော့ကိုယ့်ရဲ့စိတ်ကိုကိုပြုတ်ပြင်ပြင်ဆင်ဖို့လိုအပ်နေတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ mind to think အတွက် message ကိုတစ်ချက်ထည့်ကြည့်မယ် ပါวะတဲ့ကိုကလေဒီမှာဆိုတွေ့လာမှာ block bedding block เนาะကိုကိုတိုင်းကလေကိုရဲ့ higher power လေဆိုမယ်ကိုရဲ့ higher power လေအရင်မြင်နေကိုကိုတိုင်းလည်းသိနေမယ်ကိုတခုခုတွေးလိုက်တယ်လှုပ်လိုက်တယ်ဆိုအဲ့ရာဖြစ်ကိုဖြစ်လာတာ ကိုယ့်ရဲ့အဲ့လိုတိစိမ့်မှာဥမာတချို့ဆိုရင်အိမ်မက်တီအရင်မက်တာမျိုးနော်အိမ်မက်မက်တယ်နောက်နေ့ဆိုရင်အဲ့ရဖြစ်တယ်ဥမာတိဆုံးဆိုရင်ကိုယ့်အိမ်မက်တယ်မှာစကားလာပြောတာမျိုးရေနော်ပြီးတော့နောက်တစ်ခုမဟုတ်လို့ရှိလို့ရှင်လဲပေါ့နော်ဒီအမ်အခုခုလေးပေါ့နော်အဲတရားဖြစ်တော့မှလားမသိဘူးဒါမလို့တင်မှုထင်တယ်ဆိုအဲ့လိုမျိုးကိုမှအဲ့လို intuition ရှိရပေါ့နော်ဒါပေမဲ့ကိုကိုရိုင်းကအဲ့ဒီ intuition ကိုကောင်းတဲ့နေရာမှာအသုံးချမယ်နေဒီမှာဆိုလို့ရှင်ဆိုးတဲ့နေရာမှာအသုံးချကိုကိုရိုင်းလေးဒီမှာကိုရဲ့ဘဝမှာဒီလိုမျိုး အသိဉာဏ်မျိုးရှိလို့ရှင်ကိုယ့်ရဲ့ဘဝတိထက်ပို့ပြီးတိုးတက်ဖို့အတွက်အများကြီးလုပ်လို့ရတယ်ဒါပေမဲ့ကိုကိုယ်တိုင်ကအဲ့အရာကြီးနဲ့ block တီးတိစပြတာကိုကိုယ်တိုင်က negative thinking နေနေလေလုံးဝပိတ်ပစ်လိုက်တာပေါ့နော်ဥမာတက်ရမယ်လမ်းကြီးဟွီးဆိုပြီးတော့အပေါ်တက်သွားမယ်ရှိရဒါပေမဲ့အဲ့ဟာကြီးကိုကိုက ဒီကိုအတွင်းနဲ့ကိုပေါ့နော်ဖြတ်ချမိနေတာပေါ့နော်ဥမာငွေရရလာလို့လမ်းရှိပြီမဲ့ကိုကိုတိုင်းကငွေရလမ်းကိုပိတ်လိုက်မိတာမျိုးလူကိုတိုင်းလောက်တာမဟုတ်ဖွင့်နေကိုရဲ့စိတ်ကနေပြီးတွားလုံးမိနေရဲ့ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးကြီးဖြစ်နေရဒီမှာဆိုရှင်အဲ့လိုမျိုးကြီးတွားရပေါ့နော်ဆိုတော့ကိုရဲ့စိတ်ကိုကိုပြင်ဆင်ပါနော်လိုအပ်နေရတော့အဲ့ကိုရဲ့အတွေးဆိုးတွေချက်ချင်းကြီးပြောင်းလဲရမယ်လို့မစော်လို့ပေါ့နော်ဒါမှဖြည်းဖြည်းချင်းစီတဆင့်ချင်းတည့်ရချင်းတည့်ရချင်းဥမာကွဲ ဥမာဒီဖန်ခွက်တစ်ခွက်ကြခွက်သွားလို့မဟုတ်အဲငါကြောင့်ဖန်ခွက်ကြခွက်သွားပြီငါသားအဲ့နာမသွားခဲ့ရင်အဲ့လိုမျိုးမဖြစ်ခဲ့ရင်အဲ့လိုမျိုးကြီးရောပေါ့နော်အများကြီးတွေးကြမှာဖန်ခွက်ကြခွက်သွားပြီဟာဒီကဒီဖန်ခွက်တော့ကြခွက်သွားရင်ငါဒီဒါလေးမြေမြပြန်ကောက်တင်လိုက်မယ်၆တွေမရှအောင်လို့ပြီးလို့ရှိရင်ကအတိအတိပြန်ဝင်ရမယ်အဲ့လိုမျိုးဖြစ်ရမှာပေါ့နော်အဲ့လိုမဟုတ်ပဲねကိုကဒီဖန်ခွက်ကြခွက်သွားရဲ့အပေါ်မှာပဲငါမကောင်းလို့ဟာမဖြစ်လို့အဲ့အဲ့လိုမျိုးကြီးပေါ့နော်ဥပမာပေါ့နော်အဲ့လိုမျိုးကြီးတွေးမိနေတာကိုတွက်ပို့ပြီးတော့ဒီ ဖောက်ကနောက်တလုံးဝင်လာဖို့လမ်းကိုကိုပိတ်မိသလိုဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့အဲ့ဒီကွဲသွားတဲ့နေရာမှာပဲကိုကရက်နေရလေ။ဝယ်ဖို့အတွက်ကိုကိုရဲ့စိတ်ထဲမှာပေါ်မလာဘူးပေါ့နော်။အဲ့လိုပုံစံမျိုးဒါဥပမာအနေနဲ့ပြရပေါ့နော်။ဆိုတော့ကိုရဲ့ mindset ကိုကိုကကိုပြန်လဲပြုပြင်မှာ overthinking ရမ်းမဖြစ်ပါနဲ့ပေါ့နော်။ဆိုတော့အင်ဂျင် message တောင်းခံကြမယ်။ focus on your higher priority တဲ့ non higher power higher priority i will help you get organized as motivated no ဒီမှာကိုယ့်ရဲ့ဒီ higher power ကိုယုံကြည်ပါကိုယ့်ရဲ့ဒီ intuition ကပြောတဲ့ကောင်းသောအရာတွေကိုကိုဖမ်းပါအဲ့အရာတွေနောက်ကိုလိုက်မယ်ဆိုလို့ရှင်သူတို့ကမင်းကိုအဲ့အရာတွေနောက်ကိုလိုက်နိုင်မှုအတွက်မင်းကိုကူညီပေးမယ်မင်းကိုဒီ organize ဆိုတာဒီစီမံခန့်ခွဲပေးမယ်เนาะပြီးတော့ main လုံနိုင်မှုအတွက် motivation တွေလည်းသူတို့ရအောင်ပေးပါမယ်တဲ့เนาะကိုယ် angel တွေကအဲ့လိုမျိုးပြောရအဓိကကလေကိုကိုရန်ကြောက်နေတာပေါ့เนาะကိုကိုရန်ကြောက်နေတာကိုယ့်ရဲ့အတွေးကိုယုံနာမှန်တယ်ကိုတကယ်ကိုယ့်ရဲ့အတွေးကလည်းတကယ်အလုပ်လုပ်တယ်ဒါပေမဲ့ကိုကိုရန်ကမကောင်းတာတွေးနေရောခါကျသူတို့ကလည်းကိုညီလို့မရပါနဲ့ block ဖြစ်နေတာပေါ့เนาะအဲ့လိုမျိုး chakra clearing caught upon me to clear open your chakra using scar ဆိုတော့ဒါကြတော့ကို့မှာရှိနေတဲ့ negative တွေကိုတန့်စင်မှာဆိုပုံစံမျိုးကိုတွေ့တွေ့ရတယ်เนาะဥမာကိုကအဲ manifestation လုပ်တယ် meditation တွေထိုင်တယ်ကိုလုံးနေတဲ့ lens တွေကမှန်တော့မှန်တယ်ဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုရင်ကိုရဲ့ ဒီစိတ်ကြောင်းမယ်ဒီຢာရေအကုန်လုံးကဥမာ root chakra နေပြီးလုတ်တယ်ဆိုလို့ရှိရင် crown ထီကိုမတက်နိုင်အောင်ဂျာရေမှာ step ဖြစ်နေတာဘာလို့လဲဆိုတော့ block တွေခံပြီးပိတ်မိနေတဲ့ပုံစံမျိုးပဲပေါ့နော်အဲ့တော့အရင်ဆုံးကကို chakra cleansing လုပ်မယ် youtube မှာဆိုလို့ရှိရင်ပေါ့နော် cleansing aura cleansing chakra အဲ့လိုမျိုးဟာရှိရဲအဲ့အမျိုးကြီးနားထောင်ပြီးတော့ခါကြာကိုယ့်ရဲ့အတွေးရောပြန်ပြီးတော့အကောင်းသောအတွေးပြန်ဖြစ်အောင်လုပ်ပေါ့နော်အဲ့လိုမျိုးဟာမျိုးလေးပြန်တိဆောက်ပါဆိုတဲ့ပုံစံမျိုးနော်အဲ့လိုမျိုးတွေးပါတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင် angel therapy ယူပါဆိုတော့ဒါကတော့ဘယ်လိုပြောလဲဆိုရှင်ဥမာကိုဖြစ်နေတဲ့ ဲ့အရာတွေကိုပေါ့နော်ဒီကိုယ့်ရဲ့စိုးရိမ်နေတဲ့စိတ်တွေကိုသူတို့ကိုဒီမဘာမရှိရဲ့အရာကြီးဆိုလို့ရှိရင်တော့ပေါ့နော်ဖြစ်နေတဲ့အရာကြီးအကုန်လုံးဒီ မှန်ရှိမှထိုင်ပြီးတော့ဖြစ်စေဒါမှမဟုတ်ရှင်လည်းဒီစောက်တုပ်ထဲမှာခြိုက်ရရမျိုးဖြစ်စေဒါမှမဟုတ်ရှင်လည်းပေါ့နော်ဒီတိုင်ကိုတို့ထိုင်ပြီးတော့ခါကျစကားပြောလိုက်တာမျိုးပဲဖြစ်စေကိုဖြစ်နေတဲ့အရာတွေကိုရဲ့ဝါးတွေပြီးတော့ကိုရဲ့ဘာတဲ့အရှုပ်ထွေးတွေအဲ့လိုဟာတွေကိုဖွင့်ထုတ်ပြီးတော့ဖြီချလိုက်ပါပေါ့နော်ပြီးလို့ရှိရင်ဒီ chakra clean ရနေအနေနဲ့ကိုရဲ့ negative thought တွေကိုအကုန်လုံးဖြီချလိုက်တဲ့အခါပိုကောင်းတဲ့အရာတွေကကိုတို့ဖြစ်လာပါလိမ့်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ကိုရဲ့ဒီပိုင်းတူးလေးတွေအတွက် message ကတော့ကိုရဲ့ negative thinking တွေကိုဖယ်ထုတ်ရမယ်ပြီးရင်ကိုလုံနေတဲ့အရာတွေကမှန်ပဲမဲ့ကိုကိုယ်တိုင်တိစောက်ထားတဲ့ block တွေကိုရှင်းထုတ်အောင်ဖြစ်တဲ့အတွက် ြောင့် cleansing လုပ်ရမယ်เนาะဆိုတော့ဒါကတော့ပိုင်းတူလေးတွေ reading ပဲဖြစ်ပါတယ်ခဲ့ reading ကိုအမြဲတမ်းထောင်ပေးကြရဲတူတယောက်စီကိုအမြဲကြည့်စုတင်ပါတယ်နောက်ထပ် reading လေးလိုချင်လဲဆိုတော့ကိုယ် comment အောင်မှာရေးပေးသွားပါအောင်เนาะအာပြီးတော့အမ်တအားမမယ်ဆိုလို့ရှိရင်ကိချက်ပေါက်ကလေးကိုလာခဲ့ပါအသေးစိတ် reading လေးအတွက်ကောအာ individual လေးစုံစမ်းလို့လည်းရပါတယ်เนาะဆိုတော့ကျေးဇူးပါတတအားလုံးပဲဒါအဆင်ပြေနေ့ရက်လေးပိုင်ဆိုင်ကြပါစေရှင်